Hello အားလုံးပဲမြင်ကြတော့ပါဘူဘောမချန်ကနေကြိုဆိုပါရစေ။ Liverpool နဲ့ Arsenal တို့ကအပြိုင်စိတ်ဝင်စားနေတဲ့နောက်ခံစားမှဖြစ်သူ Crystal Palace နဲ့ England လက်ရွေးစင်ရဲ့ Gehi ကတော့ဒီနွေမှာအသင်းမပြောင်းပြစ်ပဲနဲ့နောက်နှစ်နွေရာသီအပြောင်းရွှေ့မှာပဲ Crystal Palace ကနေပြီးတော့အလွတ်နဲ့ထွက်ခွာနိုင်တဲ့အခြေအနေတွေရှိနေတယ်ဆိုပြီးတော့ The Guardian က report လုပ်လာပါတယ်။ဆိုတော့ဒီကစားမှဖြစ်သူကလက်ရှိ Premier League မှာဆိုလို့ရှိရင်တော်တော်ကိုနာမည်ရနေပြီးတော့ ဒီ Crystal Palace နဲ့လေပေါ့နော်ကျွန်တော်တို့တက်တန်းဆက်ပြီးတော့တူဖို့အတွက်အဆင်မပြေဖြစ်နေတဲ့ကစားသမားပါ Crystal Palace ကဒီကစားသမားကစာချုပ်တက်တန်းနောက်ဆုံးနှစ်ကိုရောက်လာပြီဆိုတော့ဒီຫນွေမှာအပြစ်သက်ဆိုသလိုသူတို့ကရောင်းချင်တာပြည်ထနာက ကစားသမားကိုယ်တိုင်ရဲ့ဘက်ကသူနဲ့တင့်တော်တဲ့ကလပ်အသင်းတစ်ခုရဲ့ကံလန့်မှုတွေဒါမရခဲ့ဘူးဆိုရင် စာချုပ်လည်း Crystal Palace နဲ့တက်တန်းမတူဘူးဒီຫນွေမှာလည်းအသင်းကမနေမပြောင်းဘူးနောက်နှစ်ຫນွေမှပဲအလွတ်နဲ့ထွက်ခွာခြင်းနဲ့ဆိုတဲ့ပုံစံမျိုး ကစားသမားဘက်ကပြင်ဆင်ထားတယ်ဒီလိုခရစ်စတီဘေးလိစ်ကတော်တော်ကိုစိတ်ပူနေတယ်ပေါ့ဘာကြောင့်လဲဆိုတော့ဘေးလိစ်ကအခုဆိုလို့ရှိရင်တနည်းလောက်ပဲတန်းတန်းကျွန်တော်တွေဆိုပေမဲ့ဂေဟီရဲ့အပြောင်းရွှေ့တွေတန်းခွန်းတန်း60တန်း80လောက်ထိသူတို့လိုချင်နေတယ်ပေါင်တန်း80လောက်ထိခရစ်စတီဘေးလိစ်ကလိုချင်နေတယ်ပြည်တနာက ကစားမားကိုတန်း80ရဖို့နေနေတဲ့သားအလွတ်နဲ့လက်လွတ်ရနိုင်မယ့်အခြေအနေတွေကြုံနေရတယ်။လီဗာပူးသင်းရဲ့ဘက်ကတော့လီဗာကူဇင်ကိုကွန်ဆာကိုပေါင်တန်း3ပေါင်34တန်းလောက်နဲ့ရပြီးတော့လက်လွတ်လိုက်တဲ့အနေအထားမှာနောက်ထပ် quality center back တယောက်ကိုသူတို့လိုချင်နေတာ။နောက် Van Dijk ကလည်း33နှစ်ကိုကျော်လာတဲ့အတိုင်းပဲလို့လုံးဝအကောင်းကြီးရှိသေးတယ်။ကိုနာဒီကလည်းမကြာခဏ injury တွေရတတ်တဲ့အလေချင်းရှိတယ်ဆိုတော့လီဗာပူးသင်းရခံစီမှုတယောက်ပြန်အစားထိုးကိုထိုးရမှာ။ ီအတွက်ပေါ့နော်ခရစ်စတယ်ပဲလီစ်ရဲ့ quality center back ဂီဟီကိုသူတို့လိုချင်တာအဲ့တော့ဟိုကစားမားကလီဗာပူးသင်းကရီရှည်စိတ်ဝင်စားခြင်းခံရတဲ့ player ပြဿနာကဒီကစားမားရဲ့ဘက်ကလီဗာပူးသင်းရဲ့တင်းနေထွက်ထားတာတွေကိုဘာမှတုံ့ပြန်ထားခြင်းကျွန်တော်မရှိဘူးနော်လီဗာပူးသင်းကိုပြောင်းကျင်တယ်ကစားမားရဲ့ဆန္ဒကလီဗာပူးသင်းမှာကစားဖို့ဘာညာဆိုတဲ့လက္ခဏာတွေကျွန်တော်ဘာမှမတွေ့ရသေးဘူး လီဗာပူးတင်းရဲ့ဘက်ကလည်းစိတ်ဝင်စားတာမှန်ပဲခန်းစစ်လည်းပြန်ပြီးတော့အစားထိုးနေတယ်။ဒါပေမဲ့ပဲလီစ်ဘက်ကတောင်းတဲ့ဈေးကကြီးနေတော့အခုချိန်ကြီးခရစ်စတယ်ပဲလီစ်တန်ကိုတိတိယယောက်ကန်းလန့်နဲ့နော်ကျွန်တော်တို့ကကန်းလန့်မှုတွေဘာမှလုပ်မထားသေးဘူး။ဒါကြောင့်လီဗာပူးတင်းအနေနဲ့ကာကတ်စတူကိုခေါ်တယ်၊ဖရင်ပေါင်တို့ကိုခေါ်တယ်နော်လက်ရှိမှာဆိုလို့ရင်ကိုသမားမမတွေရှိပြီလို့ကျွန်တော်ရောက်လာပြီးဖလော်ရီယန် VS ကိုခေါ်တယ်နောက်ထပ်တန်60တန်ဂေယီကိုထပ်ပြီးတော့ခေါ်ဦးမလားဆိုတာစောင့်ကြည့်နေကြဖြစ်နေတာ။နောက်တစ်သင်းကကျွန်တော်အာဆင်နယ်အာဆင်နယ်ရဲ့ဘက်ကတော့ တော်တော်ကျွန်တော်တို့တော်တော်လေးအံ့ဩလို့မဆိုဘူးပေါ့နော်အာဆင်နယ်ညီနဲ့ဂေဂျီကိုခေါ်ဖို့ဒါစိတ်ဝင်စားမှုတွေရှိနေတယ်ဆိုတာဘာကြောင့်လဲဆိုတော့အာဆင်နယ်ဒီချိန်မှာကျူးပန်းဖို့အတွက်သတင်းထွက်သေးဆုံးကတိုက်စစ်မှုနဲ့လက်ဖွဲငါပဲနော်ဟိုဘာလို့ပြောမလဲကာလာဖီယိုရီရှိတယ်ဗျာနော်ကျွန်တော်တို့ဒါခီဝီယိုရှိတယ်ဗျာဆာလီဘာရှိတယ်ဂါဘရီယယ်ရှိတယ်ဗျာဒီလိုစန်နဘက်၄ယောက်လောက်ရှိတဲ့အနေထားမျိုးမှာဘာကြောင့်မြန်နောက်တဲ့ဂေဂျီလိုကစားမမျိုးကိုလိုချင်နေတယ်လဲပေါ့သတိစန်နဘက်နဲ့ကစားတဲ့အသင်းလဲကျွန်တော်မဟုတ်ဘူးဗျာနော်ပုံတည်ကြီးပွဲထွက်တဲ့နေရာမှာလေ တော့ကွင်းထဲမှာတော့ကျွန်တော်တို့ဒါလေးအပြောင်းအောင်ပြောင်းသွားမှာပေါ့ဒါမှမဟုတ်ဂေဟီကိုတန်း60တန်း80လောက်တုံးပြီးတော့အာဇနယ်ကခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုတာလေတိုက်စစ်မှုကိုတန်း60တန်း80လောက်တုံးပြီးတော့ခေါ်ရမယ့်အခြေအနေဒါကိုအာဇနယ်ရဲ့ဘက်ကလက်ရှိမှာသတင်းထွက်နေပြီးတော့ဂေဟီကိုလီဗာပူးသင်းနဲ့အပြိုင်ခေါ်ချင်နေတဲ့သဘောမျိုးပဲဒါပေမဲ့လို့ပေါ့နော်ခုနကပြောသလိုပဲမိုက်ဂေဟီနဲ့ပတ်သက်လို့ရှိရင်ကစားမကလီဗာပူးသင်းကို ပြောင်းချင်တယ်လို့ကောအာဆင်နယ်တို့ကိုပြောင်းကျင်တယ်တို့ကအခုချိန်မှာပေါ့နော်အခုချိန်ဒီကိုပဲသူဘက်ကဘာမှတိကျတဲ့ပြောထားတာတွေမရှိသေးဘူး အကယ်လို့လေပောက်သင်းရဲ့ဘက်ကတော့ဒါမှမဟုတ်အာဆင်နယ်ရဲ့ဘက်ကတရားဝင်ကျူးပန်းမယ်ဆိုရင်တော့ထိရောက်အောင်ကျူးပန်းလာမယ်ဆိုရင်တော့ကစားမကပြောင်းကျင်တဲ့စိတ်လည်းဖြစ်ကောင်းဖြစ်သွားမှာပေါ့လေ။နော်ဘယ်အသင်းနဲ့မှသတင်းမထွက်သေးတဲ့အတွက်ဘယ်သူမှသူ့ကိုအမှန်ကန်ကျူးပန်းနေတာမရှိသေးတဲ့အတွက်ကစားမရဲ့ဘက်ကဘာမှအနာဂတ်နဲ့ပတ်သက်လို့အတံမထွက်တာလေးဖြစ်မှာပဲ။ဒါပေမဲ့လို့ပေါ့နော်မဂီဟီကတော့ခရစ်စတယ်ပဲလစ်အတွက်တော်တော်ကိုစိတ်ပူစရာအခြေအနေကိုရောက်လာပြီ။နော်ဆိုတော့ကစားမကလက်ရှိမှာအင်္ဂလန်လက်ရွေးစင်မှာကစားနေရတဲ့ အင်္ဂလန်ခံစစ်တီထဲမှာဆိုလို့ရှိရင် quality center back တယောက်လို့ကျွန်တော်ပြောရမယ်။ဂျွန်စတုန်းတို့ဘာလို့ကျသွားပြီးတဲ့နောက်ပိုင်းမှာဂေဟီကပဲဥဆောင်သွားတော့မယ့်အခြေအနေမျိုးပါ။နော်ဒါအပြင် Crystal Palace မှာလည်းတကယ်ကိုအခြေသွမ်းကောင်းပြီးတော့ Premier League မှာကျွန်တော်ကသူကဝါရင့်နေပြီလို့ကျွန်တော်ပြောလို့ရတယ်။ဒီတော့ Crystal Palace နဲ့လည်းစာချုပ်တန်တန်တစ်နှစ်ပဲကျန်တော့ Palace ကဒီနွေမှာမရရအောင်ရောင်းချင်တယ်။ဒါပေမဲ့ကစားမားကတော့သူ့အတွက်တင့်တော်တဲ့နော်သူ့အတွက်သဘောကျတဲ့ကလပ်တင်းကမကန်လန်းမှုဆိုလို့ရှိရင် ဒီຫນွေမှာထွက်ဖို့မရှိဘဲနဲ့နောက်နှစ်မှာပဲအလွတ်နဲ့ထွက်ချင်တဲ့သဘောမျိုးတွေရှိနေတယ်။ဆိုတော့ညီကတို့အနေနဲ့ရောဘလူမင်းညလည်းအာဆင်နယ်နဲ့လီဗာပူးတင်းတို့ရဲ့ဘက်ကဂီဟီကိုဘသူကအရာအောင်ခေါ်သွားဖို့ကြိုးပမ်းသွားနိုင်မယ်လို့ညီကတို့ထင်ကြတယ်။ဆွေးနွေးကြပါအောင်။ဒါအပြင်တနေ့လောက်ပဲတန်းကျွန်တော်တွေကစားမဖြစ်သူကိုပေါင်တန်း80ခရစ်စတယ်ပဲလစ်ကလူချင်နေတယ်ဆိုတော့ရအောင်ကြိုးပမ်းတင်တယ်လို့ညီကတို့ထင်ကြလား။ဆွေးနွေးကြပါအောင်။အားလုံးကိုချစ်သူများကြီးတွေပါလေ။